အာနန္ဒိစေအုပ်စုကရေစွန်းတော်ရွာမှာရတန်း၅ဦးထက်မင်းကိုတဖြက်ပြီး ချုပ်ရုပ်အလောင်းများကိုမိရှုဖျောက်ဖျက်ခဲ့အာနန္ဒိစေအုပ်စုကရေစကြိုမြို့နယ်ရှိရေစွန်းတော်ရွာမှာရတန်းများကိုတဖြက်ပြီးချုပ်ရုပ်အလောင်းတွေကိုမိရှုဖျောက်ဖျက်ခဲ့တယ်လို့ info community ရေစကြိုကယနေ့မနက်ပိုင်းမှာတရင်ထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့မတ်လ2ရက်နေ့မှာစတင်ပြီး၃ရက်ကြာစီးနင်းမှုမှာ ာနာသိန်းဆဲအုပ်စုကရေသားပိုင်ပစ္စည်းများကိုမိရှုဖြစ်စီခြင်းခိုးယူခြင်းဂျွာလုံးကျွတ်မိရှုဖြစ်စီခြင်းထမပြေးနိုင်တဲ့တကြီးရွယ်တွေကိုတပြက်ထားခဲ့တာဖြစ်ပါတယ်။အာနာသိန်းဆဲအုပ်စုကပြီးခဲ့တဲ့မက်စလာနှစ်ရက်နေ့မနက်ပိုင်းတွင်မြစ်စွန်းတော်ရွာကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီးစီးနင်းခဲ့တာဖြစ်ပါတယ်။အနာဒေးဆေအိုဆူရဲ့တပြည့်ချင်းကိုခံခဲ့ရတဲ့အရသားများမှာအသက်80အရွယ်ဥဟန်တင် အသက်60အရွယ်ဦးသေးမြင့်အသက်88နှစ်အရွယ်ဦးတန်မနိအသက်60အရွယ်ဒေါ်တန်းပြည့်နှင့်အသက်86နှစ်အရွယ်ဒေါ်လှငွေတို့ဖြစ်ပြီးတချို့မှာတစ်ဖြက်ခံရပြီးနေအိမ်များနဲ့အတူမိရှုဖြစ်စီခဲ့တာဖြစ်တယ်လို့ info community ရေးစကြကပြောပါတယ်အဆိုပါစစ်ရဇဝင်မှုများကိုကျွလွန်ခဲ့တိတက်များမှာပခုတ်ကူမြို့အခြေဆိုင်တမ ဒီစကြိုမျိုးအခြေဆိုင်256 259ခွန်း258တို့မှာတဖွဲ့ဝင်တွေဖြစ်ကြောင်းသိရှိရပါတယ်